မင်္ဂလာပါခင်ဗျာလေးဝန်တန်ရဲ့ဇွန်လ19ရက်နေ့နနက်ခင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းတွေကတော့ဗဟုဘဏ်ကအခြားကုန်စည်တင်သွင်းတဲ့ကုန်တီများသို့ဒေါ်လာတသန်းရောင်းချတယ်ဆိုတဲ့တင်ပြီးခဲ့တဲ့မေလအတွင်း၁၃၈ဘီလီယံကျော်တန်ဖိုးရှိအကောက်ခွန်မဲ့ပစ္စည်းများဖန်ဆီးရမိတယ်ဆိုတဲ့တင်လည်းဆက်အငင်းပွားမှုအတွင်းကမ္ဘောဒီးယားကထိုင်းအသင်းနဲ့ဟင်းသီးရဲ့တင်ပို့မှုများကိုပိတ်ပင်တယ်လို့ထုတ်ပြန်တယ်ဆိုတဲ့တင် ။အစ္စရေးစီတရုတ်နိုင်ငံသားများအများဆုံးထွက်ခွာရန်တရုတ်တန်ရုံတတိပေးတယ်ဆိုတဲ့တင်။အသင်းထံလာရောက်လည်ပတ်ခဲ့တဲ့အီတလီကန်ရင်ဘက်ကီယိုကိုမက်ဆီကျေးဇူးတင်တယ်ဆိုတဲ့တင်။အစရှိတဲ့တင်တွေကိုတင်ဆက်ပေးပါပါ။ဦးဆောင်တင်မို့နေနဲ့။ဘိုဘန်ကအခြားကုန်စီတင်သွင်းတဲ့ကုမ္ပဏီများသို့ဒေါ်လာသန်းရောင်းချတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါပါ။သောနာ၁၆ရက်နေ့က FA Trading တွင် CMB ကုမ္ပဏီများထံဝယ်ယူထားတဲ့နိုင်ငံခြားငွေကြေးများနဲ့ဒေါ်လာ၁.၃သန်းကျော်အားစားသုံးစီတင်သွင်းတဲ့ကုမ္ပဏီများသို့ရောင်းချပေးခဲ့ပါတယ်။ FX trading နဲ့မြန်မာနိုင်ငံတော်ပုံပံကရောင်းချပေးမယ်လို့ကြေညာထားသောဒေါ်လာ10သန်းနဲ့ဒေါ်လာ3သန်းကျော်အားအခြားကုန်စည်များတင်သွင်းတဲ့ကုမ္ပဏီများစုရောင်းချပေးရလို့ဇွန်လ16ရက်တွင်ပုံပံကထုတ်ပြန်ထားပါတယ်။2025ခုနှစ်မေလအတွင်းရောင်းချမှုအနေဖြင့်ပုံပံကစားသုံးသည့်လုပ်ငန်းရှင်များအတွက်ဒေါ်လာ33သန်းနဲ့ထိုင်းဘတ်သန်း100ကျော်ရောင်းချပေးမှာဖြစ်ကြောင်းမေလ6ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။မေလ6ရက်တွင်ယွမ်3.9သိန်းကျော်၊မေလ9ရက်တွင်ဒေါ်လာ9သိန်းကျော်၊မေလ9ရက်တွင်ယွမ်9သိန်းကျော်၊ဘတ်9.3သိန်းကျော်၊မေလ9ရက်တွင် ဘတ်3.6တန်းကျော်မေလ12ရက်တွင်ဒေါ်လာ7သိန်းကျော်ဘတ်3.5တန်းကျော်မေလ13ရက်တွင်73တီလုပ်ငန်းရှင်များအားဒေါ်လာ23.69တန်းကျော်ဘတ်တန်း90ရောင်းချပေးမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။မေလ13ရက်တွင်ဒေါ်လာ1.62တန်းကျော်မေလ14ရက်တွင်ဘတ်4.3တန်းကျော်မေလ15ရက်တွင်ဒေါ်လာ3သိန်းကျော်ဘတ်3တန်းကျော်မေလ16ရက်တွင်ဒေါ်လာ3သိန်းဘတ်16သိန်းကျော်မေလ19ရက်တွင်ဒေါ်လာ3တန်းကျော်မေလ20ရက်တွင်ဒေါ်လာ9.6သိန်းကျော်မေလ21ရက်တွင်ဒေါ်လာ1.2သိန်း မေလ22ရက်တွင်ပတ်9.8တန်းကျော်မေလ23ရက်တွင်ရန်9သိန်းကျော်ပတ်2တန်းကျော်မေလ26ရက်တွင်ဒေါ်လာ1.8သိန်းကျော်ရန်3သိန်းပတ်1.8တန်းကျော်မေလ29ရက်တွင်စက်သုံးစီလုပ်ငန်းရှင်များအားဒေါ်လာတန်30ရောင်းချပေးမယ်လို့ထုတ်ပြန်ခဲ့ပါတယ်မေလ28ရက်တွင်ပတ်4.3တန်းကျော်ထုတ်ရောင်းခဲ့ပါတယ်တက်လက်ပြီပြီးခဲ့တဲ့မေလတွင်တက်39ဘီလီယံကျော်တန်ဖိုးရှိအကောင့်ခုံမဲ့ပစ္စည်းများဖန်ဆီးရမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ ပြီးခဲ့တဲ့မေလအတွင်းကျပ်39ဘီလီယံကျော်တန်ဖိုးရှိတယ်။အကောက်ခွန်မဲ့ပစ္စည်းများဖန်ဆီးရမိခဲ့တယ်လို့အကောက်ခွန်ဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရပါတယ်။ရန်ကုန်ပြည်ဆိုင်ရာလေဆိပ်စိတ်ကန်းအထူးကင်းရန်ကုန်စာတိုင်းနှင့်အကောက်ခွန်နယ်မြေအသီးသီးမှာတင်သွင်းတင်ပို့ခွင့်စာရွက်စာတမ်းအထောက်အထားတစုံတရာတင်ပြနိုင်ခြင်းမရှိပဲတင်သွင်းတင်ပို့သောကုန်ပစ္စည်းများအစစ်စေးရှာဖွေတားဆီးအရေးယူမှုများပြုလုပ်ခဲ့ရာ2025ခုနှစ်မေလတရနေ့မှ32ရက်နေ့အထိစုစုပေါင်းတားဆီးဖမ်းဆီးမှု630မှုဖြစ်ပြီး ခံမှန်းတန်ဖိုးမှာကြက်38,580ဒသမ653ညာတန်ဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဧပြီလအတွင်းကြက်29ဘီလီယံကျော်တန်ဖိုးရှိအကောက်ခွန်မဲ့ပစ္စည်းများဖမ်းဆီးရမိခဲ့ကြောင်းအကောက်ခွန်ဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကြက်26ဘီလီယံကျော်တန်ဖိုးရှိအကောက်ခွန်မဲ့ပစ္စည်းများဖမ်းဆီးရမိခဲ့ကြောင်းအကောက်ခွန်ဦးစီးဌာနမှသိရပါတယ်။ပြီးခဲ့2025ခုနှစ်ဇန်နဝါရီလအတွင်းကလည်းကျပ်37ဘီလီယံကျော်တန်ဖိုးရှိအကောက်ခွန်မဲ့ပစ္စည်းများဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီး နယ်စပ်အကျဉ်းပေါင်းမှုတွင်ကမ္ဘောဒီးယားကထိုင်း၏အသေးနံနှင့်ဟင်းသီးရတင်ပို့မှုများကိုပိတ်ပင်တယ်လို့ထုတ်ပြန်တဲ့ဆိုတဲ့ကိုတင်ဆက်ပေးမှာပါကမ္ဘောဒီးယားနဲ့ထိုင်းတို့သည်လွန်ခဲ့သောလကသွေးထက်တန်ရုံဖြစ်ခဲ့တဲ့စစ်တပ်ထိပ်တိုက်တွေ့ဆုံမှုကိုဥတည်စေခဲ့တယ်နေဆက်အရင်ပွားမှုဖြစ်ပေါ်နေချိန်တွင်ကမ္ဘောဒီးယားကထိုင်းမှတင်သွင်းသောအသေးနံနှင့်ဟင်းသီးရများကိုပိတ်ပင်တယ်လို့ကြေညာခဲ့ပါတယ်။နေဆက်ဒေသဖြန့်တန်းသွားလာမှုတွင်တားမြစ်ကန့်သတ်ချက်များကိုရုပ်သိမ်းရန်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ဇွန်လ16ရက်တွင်ထိုင်းကိုပြောကြားခဲ့ပြီးရုပ်သိမ်းခြင်းမပြုပါကထိုင်းနိုင်ငံကတင်ပို့တဲ့အသေးနံနဲ့ဟင်းသီးရက်များကိုတင်ပို့ခွင့်ပိတ်ပင်မယ်လို့ဇွန်လ16ရက်တွင်တတိပေးခဲ့ပြီးနောက်ဇွန်လ18ရက်တွင်ပိတ်ပင်ကြောင်းထုတ်ပြန်လိုက်ပါတယ်။မေလ28ရက်နေ့ကကမ်ဘောဒီးယားထိုင်းနဲ့လာအိုနယ်ဇက်တို့ထိစပ်နေတဲ့မြားထရီကန်လို့လူသိများတဲ့နယ်ဇက်ဒေသတွင်ထိုင်းနဲ့ကမ်ဘောဒီးယားစစ်သားများအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ကမ္ဘောဒီးယားစစ်သားတို့ဦးတည်ဆုံးခဲ့ပြီးနောက်နှစ်နိုင်ငံကြားတင်းမာမှုမြင့်တက်လာခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်တို့ကမူ၎င်းတို့သည်မိမိကိုယ်ကိုခုခံကာကွယ်ရန်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။လွန်ခဲ့သောရက်ပိုင်းကထိုင်းကကမ္ဘောဒီးယားနှင့်ထိစပ်နေတဲ့နယ်စပ်မှာကန့်သတ်ချက်များထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင်ကမ္ဘောဒီးယားကထိုင်းစစ်လန်းများကိုရုပ်မြင်သံကြားနှင့်ရုပ်ရှင်ုံများတွင်ပြသခြင်းအားတားမြစ်ခဲ့ပြီးနာမည်ကျော်စစ်ဆေးရေးဂိတ်ကိုပိတ်ပင်ခဲ့ကထိုင်းနိုင်ငံမှာအင်တာနက်ဆက်သွယ်ရေးများကိုလည်းဖျက်တောက်ခဲ့ပါတယ်။ အထက်လွတ်တော်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ဟွန်ဆန်ကထိုင်းဆိုရသည့်24နာရီအတွင်းနေဆက်ကန်းသက်ချက်အားလုံးကိုရုပ်သိမ်းခြင်းမပြုပါကထိုင်းအသီးနှံများနှင့်ဟင်းသီးရက်တင်ပို့မှုများကိုပိတ်ပင်မယ်လို့နိုင်ငံတော်ကပြောကြားသောမိန့်ခွန်းတွင်ချိန်ချောက်ခဲ့ပါတယ်။ထိုင်းအာဏာပိုင်များကနေဆက်ကန်းသက်ချက်များကိုချမှတ်ထားစေဖြစ်တယ်လို့ဇွန်လ18ရက်တွင်ကမ္ဘောဒီးယားအာဏာပိုင်များကပြောကြားခဲ့ပါတယ်။ထို့ကြောင့်ဟွန်ဆန်ရာဇသက်သည်ဇွန်လ18ရက်တွင်အတည်ပြုလာခဲ့ပါတယ်။ဆက်လက်ပြီး အစ္စရေးရှိတရုတ်နိုင်ငံသားများအများဆုံးထွက်ခွာရန်တရုတ်တန်ရုံတတိပေးရဆိုတဲ့အရင်းကိုတင်ဆက်ပေးပါပါအစ္စရေးအီရန်တို့ကြားအပြန်အလှန်တိုက်ခတ်မှုပိုဆိုးလာတဲ့အတွက်အစ္စရေးရောက်တရုတ်နိုင်ငံသားများအများဆုံးထွက်ခွာရန်အစ္စရေးရှိတရုတ်တန်ရုံကဇွန်လ18ရက်တွင်တတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။တရုတ်နိုင်ငံသားများအစ္စရေးမှအမြန်ထွက်ခွာကြရန်ကုန်းလန်းနေဆက်ကိတ်များမှတဆင့်ထွက်ခွာကြရန်တရုတ်တန်ရုံကဝီချက်တွင်ကြေညာချက်ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ ဂျော်ဒန်ဘတ်တို့ဥတည်ထွက်ခွာကြရန်လည်းတန်ယုံထုတ်ပြန်ချက်တွင်အကြံပြုထားပါတယ်။တရုတ်တန်ယုံကယခုပြည်ပခအချိန်ပုံမြင့်လာမည်ဟုပြောနေပါတယ်။အရက်ဖက်အခြေခံအဆောက်အုံတွေပျက်စီးသွားပြီးအရက်သားတည်ဆုံသူတွေလည်းများလာပြီးလုံခြုံရေးအခြေအနေကပိုဆိုးလာပြီးလို့တန်ယုံထုတ်ပြန်ချက်တွင်သတိပေးထားပါတယ်။အီရန်၏ထုတ်ချအာဏာတည်ထက်ခိုင်မြဲရေးကိုအစ္စရေးကချိုးဖောက်လိုက်မှုအပေါ်တရုတ်ကချုပ်ချကြောင်းနိုင်ငံအကျိုးစီးပွားနဲ့ချုပ်ချအာဏာကိုကာကွယ်ရေးအတွက်အီရန်ဘက်မှထောက်ခံကြောင်းလည်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးက ဇွန်လ14ရက်တွင်အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့်တယ်လီဖုန်းပြောဆိုစဉ်အသိပေးခဲ့ပါသည်အီရန်စစ်ရေးတင်းမာမှုပုံမှုကျယ်ပြန့်တဲ့ဒေသတွင်ပြည်ပခတ်ဖြစ်လာမည်ကိုစိုးရိမ်နေကြခြင်းနျူကလ িয়ার ဆွေးနွေးပွဲများနှင့်လည်းပိုလန်ဝေးသွားခြင်းဒိုနယ်ထရန့်ကအီရန်ကိုညှိနှိုင်းရေးဆက်ပွဲသို့ပြန်လာရန်တိုက်တွန်းခေါ်ယူလျက်ရှိပါသည်နောက်ဆုံးသတင်းမောင်းနေနဲ့အသင်းထံလာရောက်လက်ပတ်ခဲ့တဲ့အီတလီကန်တွင်ဘက်ကီယိုကိုမက်ဆီကျေးဇူးတင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ အနာမယာမီအသင်းကောင်းဆောင်မက်ဆီကအသင်းထံလာရောက်လည်ပတ်ခဲ့ပြီးသူ့ကိုလက်မှတ်ထိုးကြာစီလက်ဆောင်ပေးခဲ့တယ်။အီတလီကန်ရီရောဘတ်တိုဘက်ကီယိုကိုကျေးဇူးတင်ကြောင်းသူ့ Instagram မှာရေးသားခဲ့ပါတယ်။အသက်58နှစ်အရွယ်အီတလီတိုက်စစ်မှုရောဘတ်တိုဘက်ကီယိုဟာဖီဘာရဲ့ဖိတ်ကြားမှုနဲ့အမေရိကန်နိုင်ငံမှာကျင်းပနေတယ်။2025ဖီဘာကလပ်ကမ္ဘာဖလားပြိုင်ပွဲကိုအထူးဧည့်သည်တော်အဖြစ်ရောက်ရှိနေတာဖြစ်ပါတယ်။ဘက်ကီယိုဟာအမေရိကန်နိုင်ငံရောက်ရှိနေစဉ်အင်တာမီယာအသင်းထံသွားရောက်လည်ပတ်ခဲ့ပြီးအသင်းဒီပြ မရှိရနိုအသင်းကောင်းဆောင်မက်ဆီအပါဝင်အသင်းကစားသမားတွေနဲ့တွေ့ဆုံစကားပြောခဲ့တာဖြစ်ပါတယ်။ပြီးတော့ဗဂီယော1994ကမ္ဘာဖလားပြိုင်ပွဲမှာသူဝိစင်ကစားခဲ့တဲ့အီတလီလက်ရွေးစင်ဂျာစီကိုလက်မှတ်ရေးထိုးပြီးအင်တာမိုင်ယာမီအသင်းကောင်းဆောင်မက်ဆီကိုလက်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။မက်ဆီကဗဂီယိုကိုတမိုင်းဝင်ဘောလုံးကန်တော်ဝင်အဖြစ်ချီးကျူးခဲ့ပြီးသူ့ကိုအမတ်တရလက်ဆောင်ပေးရတဲ့အတွက်ကျေးဇူးတင်ကြောင်း Instagram မှာရေးသားခဲ့တာပါ။အဝေါ်စရာကောင်းတဲ့လာရောက်လက်ပတ်မှုပါပဲ။အထိပ္ပယ်ရှိတဲ့ အထူးလက်ဆောင်နဲ့အတူကျွန်တော်တို့စကားပြောခွင့်ရခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရောဘတ်တိုခင်ဗျားကကျယ်ဝန်းဖြစ်ပြီးတမိုင်းဝင်ဘောလုံးကန်တော်ဝင်ပါခင်ဗျားအနေနဲ့ကျွန်တော်တို့စီကြိုက်တဲ့အချိန်လာရောက်လည်ပတ်နိုင်ပါတယ်ကျွန်တော်တို့ခင်ဗျားကိုအမြဲကြိုဆိုနေပါတယ်လို့မက်ဆီကသူ့ရဲ့ Instagram မှာရေးသားခဲ့တာပါမက်ဆီရဲ့အင်တာမိုင်ယာမီအသင်းဟာ2025ဖီဘာကလပ်ကမ္ဘာဖလားပြိုင်ပွဲရဲ့အုပ်စုအဖွဲ့ပွဲမှာအယ်အာလီအသင်းနဲ့ဂိုးမရှိတည်ကြခဲ့ပြီးဇွန်လ19ရက်နေ့ကြာတာရင်းနေ့မှာပို့တိုအသင်းနဲ့အုပ်စုဒုတိယပွဲစဉ်ကစားရမှာဖြစ်ပါတယ်။ ။လေဝန်တန်ရုံဇွန်လ19ရက်နေ့နနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။